မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းနမောင်မြို့နယ် ်တမောင်းကုန်းကြီးရွာအနီးမှာပြည်သူများကိုပေါ်တာဆွဲပြီးတော့ဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝေရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမာလ9ရက်နေ့ညနေ6:25မိနစ်ခန့်မှာနမောင်းမြို့နယ်မှာရှိတဲ့ကလရှင်ရွာနဲ့တမောင်းကုန်းကြီးရွာကြားမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကို OPRF PLA အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုနဲ့မိဖတ်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတမောင်းကုန်းကြီးရွာအနီးမှာခရီးသွားယာဉ်များကိုတားဆီးဆက်ဆေးခြင်းပြည်သူလူထုကိုပေါ်တာဆွဲဖမ်းဆီးရန် စူးစမ်းခြင်းများပြုလုပ်ပြီးတော့နတ်မောင်မျိုးကိုအပြန် ကလရှင်ရွာနဲ့တမုံကုန်းကြီးရွာကြားမှာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ OPRFPLA အဖိနှိတ်ခံပြည်သူ့တော်လှန်ရေးအင်အားစုကတာဝန်ရှိသူတို့ကရှင်းပြထားပါရယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိမပြုနိုင်သေးပဲတော်လှန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရယ်၎င်းတိုက်ခိုက်မှုကို OPRFPLA အဖိနှိတ်ခံပြည်သူ့တော်လှန်ရေးအင်အားစုနဲ့အတူငပြေမတပ်ဖွဲ့ဂျိုးဂျာနီတပ်ဖွဲ့စစ်တပ်နဲ့တပ်ဖွဲ့နတ်မောက်ပကဖမြို့သိပကဖတပ်ဖွဲ့ဝင်များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိ 瓦瑞克喵。 နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်ရေစကြုံမြို့မှာရဲစခန်းကမိုင်းရှင်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သားနှုတ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ9ရက်နေ့မနက်10:00နာရီခန့်ကရေစကြုံမြို့မှာရဲစခန်းကနေမိုင်းရှင်ရန်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးခန့်ကိုဗတ်ဆောင်ခွေအနည်းအယောက်မှာအသေဆောင်ချိုပြစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်သားနှုတ်နေရာမှာတင်လဲကြပြီးတော့တေဆုံးသွားပြီးကျန်တဲ့စစ်ကောင်စီတပ်သားတွေကတော့မြို့မှာရဲစခန်းအတွင်းထဲကိုပြန်ဝင်ပြေးသွားကြတယ်လို့သိရပါတယ်။ရေစက ုံမြို့အဝင်လေးမှာစောင့်ဖြစ်တာနှစ်ဦးကတော့နေရာတွင် ်ပွဲတင်ပြီးမှောက်သွားတယ်။ကျန်တဲ့သူတွေကတော့စခန်းထဲကိုပြေးဝင်သွားကြတာပြီးမှအဲ့ဒီလဲကြတဲ့နှောက်ဦးကိုပြန်တည်သွားတာလို့ရေစကြုံဘက်ကဖက်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဒါအပြင်ရေစကြုံမြို့နယ်ကြီးကန်ချေးရွာနယ်ကန်တက်ချေးရွာကြားမှာအကြမ်းဖက်စစ်ကား၃စီးကိုပေပါမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်ကား၃စီးပျက်စီးသွားတယ်လို့သိရပါတယ်။စက်တဘာလ9ရက်နေ့ညနေ3နာရီအချိန်မှာပခုတ်ကူမြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကား၃စီးကိုကြီးကန်ချေးရွာနယ်ကန်တက်ချေးရွာကြားအရောက်မှာပြည်သူ့ကာကွယ်ရဲဘော်များကပေပါမိုင်းများနဲ့အသင့်ဆောင်ဆိုင်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ရာ ကားတစီထိမှန်ပျက်စီးသွားပြီးတော့စစ်သား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ပခုတ်ကူကနေရေစကြိုကိုတက်လာတာပခုတ်ကူရေစကြိုလမ်းမအတိုင်းပဲရှေ့လုံးကနေတက်လာတဲ့ကားကိုမိုင်းဆွဲလိုက်တာကားပေါ်မှာပါလာတဲ့၃ယောက်ကတော့ထိခိုက်ဒဏ်ရာရတယ်လို့သတင်းရတယ်မိုင်းဆွဲခံရပြီးတော့ကားပေါ်ကနေ40မမတွေလက်နက်ငယ်တွေနဲ့ရမ်းပစ်ပြီးတော့ရေစကြိုခါလိုက်ရ2-5ရှစ်တက်သေးကိုအတင်းမောင်းဝင်ပြေးသွားတာမိုင်းဆွဲတဲ့နေရာကလည်း တက်တဲ့နီးတဲ့နေရာမှာပဲလို့ရေစကြုံမြို့နယ်ပကဖကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ရေစကြုံမြို့နယ်ရေစကြုံပကဖတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်3ဦးအကြမ်းဖက်စစ်ကောင်စီဘက်ကရန်တမ်းပစ်ခတ်လိုက်တဲ့40မမကြီးစားထိမှန်ပြီးတော့မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်အဆက်တန်တောင်ကြီးကနေတောင်ငူကိုခြေချင်းဆင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုကြားပြတ်တိုက်ခတ်ရာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးသူများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ10ရက်နေ့မွန်လွယ်7နှစ်အချိန်ကမှတန်တောင်ကြီးကနေတောင်ငူဘက်ကိုခြေချင်းဆင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ရွှေညောင်ပင်အောက်ရောက်ရှိလာတဲ့အချိန်ကရင်အမျိုးသားလုံးမြောက်ရေးတပ်မတော်တပ်မဟာနှင့်တိုက်ရင်ကားလက်အောက်ခံပျောက်ကြားစစ်ကြောင်းများကကြားဖြတ်တိုက်ခိုက်ရာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီထိတွေ့တိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအယောက်20ထက်မနည်းထိခိုက်သေးဆုံးခဲ့ကြောင်းတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရှိရပါဗါးအဲ့ဒီထိတွေ့တိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအယောက်20ထက်မနည်းထိခိုက်သေးဆုံးခဲ့ရတယ်လို့သိရပါဗါးတော်လိုင်းရဲဘော်များကတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးတန်တောင်ကြီးကနေတောင်ငူဘက်ကိုခြေချင်းပြန်ဆဲလာတဲ့အကြမ်းဖက်စစ်ကောင် စီစစ်ကြောင်းကိုရွှေညောင်ပေအောက်ရောက်ရှိတဲ့အချိန်မှာထိပ်ွေပစ်ခတ်တိုက်ခိုက်ခဲ့တာပါအချမ်းမစစ်ကောင်စီဘက်ကထိခိုက်တိုက်ဆုံးသူအယောက်20ထဲမနေရှိခဲ့တယ်လို့သိရတယ်လို့ KNL တပ်မဟာနှစ်တိုင်ရင်ကတော်ထိခိုအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအုတ်ဖို့မြို့နယ်စင်ကူးရွာအုတ်ချုပ်ရဲမှုတပ်အောင်ပြစ်ခတ်ခံရပြီးတော့တေဆုံးက အလောင်းလာကောက်တဲ့စစ်ကောင်စီတပ်သားများနဲ့တိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်ဘက်ကနှစ်ဦးထပ်မံတိုက်ဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ9ရက်နေ့မနက်9နာရီကမှအုပ်ဖို့မျိုးနဲ့စင်ကူးရွာအုပ်ချုပ်ရေးမှူးပြူစောတိခေါင်းဆောင်တက်ကြီးခေါ်တတ်အောင်ကိုတောင်တုံးလုံးဖရားနဲ့စင်ကူးကြီးရွာအကြားမှာရှိတဲ့လမ်းပိုင်းမှာတာယောရီခဲတရင်383ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ရဲ့ရဲဘော်များကစောင့်ကြိုပစ်ခတ်တိုက်ခိုက်ရှင်းလင်းပြီးတော့၎င်းထံကနေပြီးတော့မိုဘိုင်းဖုန်းတစ်လုံးနဲ့ငွေကြက်တစ်သိန်းစစ်မှုထမ်းဟောင်းကပ်ပြားတစ်ခုကိုတိတ်ဆိတ်ရရှိခဲ့တယ်လို့သိရပါဗျာအခုလ ိုမျိုးတိုက်ခတ်ပြီးတဲ့နောက်မနက်9နာရီလောက်မှာအလောင်းလာကောက်ဖို့လာတဲ့ပြူစောထီးနဲ့တော်လိုင်းရဲဘော်များထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားပြီးတော့အပြန်အလှန်ပစ်ခတ်မှုမိနစ်20ခန့်ကြာမြင့်ကပြူစောထီးနောက်ဦးထပ်မံတေဆုံးခဲ့တယ်လို့သိရပါတယ်တော်လိုင်းရဲဘော်များကတော့အထီးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်တေဆုံးသွားတဲ့အုတ်ချုပ်ရေးမှုတက်ကြီးခေါ်တက်အောင်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင်အမဆန်တအုပ်ဖြစ်ပြီးတော့ပြည်သူများကိုအတင်းကျပ်ချင်းချောက်ပြီးတော့စစ်မှုထမ်းရန်လူစုပေးခြင်းနဲ့ငွေကြေးကောက်ခံခြင်းစစ်တပ်ထံတော်လိုင်းရဲဘော်များရဲ့တရင်အချက်လက်များကိုထောက်လန်းပေးပို့ခြင်းစေကူးကြေးရွာနဲ့တမန်ကြီးကြေးရွာကြားမှာစစ်စင်းရိတ်ခိတ်ဖွင့်ကအကြောင်းမျိုးမျိုးပြပြီးတော့ငွေကြေးကောက်ခံခြင်းဒေသကလူငယ်များကိုစီယုံပြီးတော့စစ်ကောင်စီလက်ကင်ပြူစောတိအဖွဲအားဖွဲ့စည်းပြီးပြည်သူများကိုအမျိုးမျိုးဒုက္ခပေးနေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းတာယာဝတီခရိုင်တိုင်ရင်383နှစ် တက်ခွဲလေးမြေအောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဆက်လက်ပြီးတော့ပြည်သူများနဲ့တော်လိုင်းတက်ဖွဲ့များကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဒေါက်တိုင်များကိုပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်တဲ့အတွက်အဲ့ဒီဒေါက်တိုင်များအနီးမှာပြည်သူများအနေနဲ့တွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြပါရန်ကြိုတင်အတိပေးအပ်တယ်လို့တရားဝင်ခေတရင်38တုံးညာနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်ဝမ်းမှာ9ရက်အတွင်းလူပေါင်း63ဦးကိုလေကြောင်းကနေပြီးတော့ဘုံကျဲတပ်ဖြတ်ခဲ့တဲ့မင်းအွန်လိုင်းကဂျနီဖာကွန်ဗင်းရှင်းနဲ့အညီစစ်တပ်ကဆောင်ရွက်နေတယ်လို့ ICRC ဥက္ကဋ္ဌကို9ရက်နေ့ကတွေ့ဆုံမှုမှာပြောင်းလဲပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ICRC ဥက္ကဋ္ဌ Miss Mary Jana ဖွိုင်ဂျတ်အိုက်ကနဲ့အကြံဖက်မင်းအောင်လိုင်းတို့နေပြည်တော်မှာကိုရရနေကတွေ့ဆုံတဲ့အချိန်မှာမင်းအောင်လိုင်းကအခုလိုဖြောင်းလိန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ။အကြံဖက်စစ်ကောင်းဆောင်ကစစ်တပ်အနေနဲ့ဂျနီဗာကွန်ဗင်းရှင်းနဲ့အညီဆောင်ရွက်နေကြောင်း ICRC အနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုပေးရရမှာမသက်ဆိုင်သူများထံကိုမရောက်ရှိစေရေးအတွက်စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်လိုအပ်ကြောင်းမင်းအောင်လိုင်းကပြောဆိုခဲ့တယ်လို့သိရပါဗျာ။အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းက စစ်တပ်ကဂျနီဗာကွန်ဗင်းရှင်းနဲ့အညီဆောင်ရွက်နေတယ်လို့ပြောင်းလဲခဲ့တော့လဲလက်တွေ့မှာတော့စက်တမလာ9ရက်နေ့ကနေစက်တမလာ9ရက်နေ့အထိ9ရက်အတွင်းမှာလူပေါင်း63ဦးကိုလေးချောင်းကနေပြီးတော့ဘုံကျဲတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်စက်တမလာ9ရက်နေ့ည9:30မိနစ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းဖေကုံမြို့နယ်မှာရှိတဲ့ဘန်ကောက်စစ်ဘေးရှောင်စခန်းကိုစစ်ကောင်စီကလေးချောင်းကနေပြီးတော့လေရင်နဲ့ဘုံကျဲထခဲ့ရာကလင်းငယ်များဆီယာမာများနဲ့ပြည်သူ၉ဦးတေဆုံးခဲ့ရတယ်လို့သိရပါတယ်စက်တမလာ6ရက်နေ့မနက်တနာရီ35မိနစ်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီက Jet Fighter လေးရင်နဲ့နမ်ခမ်းမြို့ညာစေးအနီးမှာရှိတဲ့ပြည်သူလူထုတွေရဲ့နေအိမ်များပေါ်နဲ့ ကြားပြူခမ်းမအနည်းကိုပေါင်900ဘုံများကျဲချခဲ့ရာကလင်းငယ်များအပါအဝင်ပြည်သူ၁၁ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။စက်တဘာလ6ရက်နေ့မွန်လွယ်၁၂နာရီ55မိနစ်အချိန်ကမှမြိုင်မြို့နယ်လက်ရမကျေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter တိုက်လေယာဉ်နဲ့ဘုံ၃လုံးကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဘုံကျဲချမှုကြောင့်အသက်၈နှစ်အရွယ်ကလင်းငယ်တဦးအမျိုးသမီး၃ဦးအမျိုးသား၂ဦးစုစုပေါင်း6ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။စက်တဘာလ8ရက်နေ့ညနေ6နာရီ50မိနစ်နဲ့ ညနေ6:55မိနစ်အချိန်တို့မှာအကြမ်းဖက်စစ်ကောင်စီကရခိုင်ပြည်နယ်ပေါတောမြို့နယ်ရှင်ရွာကျေးရွာမှာရှိတဲ့စစ်တုံးဗန်းများနဲ့အချင်းသားများကိုစေကူတမှုပေးနေတဲ့နေရာတနေရာကို Jet Fighter လေယာဉ်နဲ့နှစ်ကြိမ်လာရောက်ပြီးတော့ဗုံးကျဲတိုက်ခိုက်မှုကြောင့်စုစုပေါင်း18ဦးသေဆုံးခဲ့ပြီးအလက်စားအပြင်းစားစိုးရင်ရဒဏ်ရာရရှိသူစုစုပေါင်း10ဦးအထိရှိခဲ့တယ်လို့သိရပါတယ်စက်တဘာလ9ရက်နေ့ည9:30မိနစ်အချိန်ကမှရခိုင်ပြည်နယ်မောင်တော်မြို့၄မိုင်နခခနှစ်စခန်းကိုဗုံးကျဲချခဲ့ရ လူပေါင်း90ကျော်သေဆုံးခဲ့ရပြီးတော့အများပြားဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်ဆစ်ရှုံးကောင်စီကနိုင်ငံအနှံ့မှာလေကြောင်းကနေတိုက်ခိုက်မှုများနေ့စဉ်ပြုလုပ်နေပြီးတော့ဆေးရဆွဲမှုကျူးလွန်နေမှုများကိုမှတ်တမ်းတင်ပြီးတော့ အိန္ဒိယနိုင်ငံများနဲ့နိုင်ငံတကာအဖွဲ့အစည်းများကိုပေးပို့သွားမှာဖြစ်ကြောင်းကိုညီနောင်မာမိတ်၃ဘွဲကစက်တဘာလ10ရက်နေ့မှာထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအနှံ့ပြားမှာလက်ပတ်ပြီးတော့စစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာ၎င်းတို့ရဲ့တပ်ရင်းတပ်မစကခဒါကာစရမခအစရှိတဲ့စစ်တိုင်းဌာနချုပ်များရဲတပ်ရင်းလက်ချေတန်တန်းကြောင်းများအပါအဝင်၎င်းတို့ထိန်းချုပ်ထားတဲ့မြို့ရွာအများအများကိုနေ့စဉ်နှီးပါလက်လွတ်ဆုံးရှုံးတဲ့ရှိတဲ့အတွက်ကြောင့်ညီနောင်မာမိတ်၃ဘွဲအပါအဝင်အခြားသောတော်လိုင်းလက်နက်ကိုင်းအဖွဲ့အစည်းများထိန်းချုပ်ထားတဲ့မြို့ရွာများမှာရှိ ှိတယ်။အပြစ်မဲ့တဲ့အယက်သားပြည်သူလူထုများရှိရာနေရာများလူနေထူထပ်တဲ့နေရာများနဲ့၎င်းတို့ဆစ်ရှုံပြီးတော့ဆုတ်လုခဲ့ရတဲ့စခန်းဟောင်းများကိုလေကြောင်းကနေပြီးတော့နေ့စဉ်ရက်ဆက် နေညမရွေးဘုံကျဲတိုက်ခတ်မှုများကိုအညိုးကြီးစွာနဲ့အခုရက်များအတွင်းမှာဇက်တိုက်လှုံ့ဆော်တဲ့ရှိတယ်လို့သိရပါဗျ။စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီရဲ့အခုလိုမျိုးလေကြောင်းကနေတိုက်ခတ်မှုများအတွင်းမှာမြန်မာနိုင်ငံအနှံ့အပြားကအပြစ်မဲ့တဲ့ကလေးလူကြီးကိုဝင်ဆောင်များအယက်သားရဟန်းရှင်လူပြည်သူလူထုများအပါအဝင်တော်လိုင်းရဲ့အဖွဲ့အစည်းများထံမှစစ်တုံးမှန်အဖြစ်နဲ့ရောက်ရှိနေကြတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်ဖွဲ့ဝင်များရဲ့မိသားစုဝင်တွေပါတေဆုံးဒဏ်ရာရမှုများဟာလေနေတိုင်းမိပါဖြစ်ပျက်လျက်ရှိတယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ရှုံးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ် ိုက်မှုအတွင်းမှာတေဆုံးဒဏ်ရာရရှိသူများရဲ့မိသားစုဆွေမျိုးများနဲ့ထတ်တူဝမ်းနည်းရပါကြောင်းပြောဆိုထားပါတယ်။အာနာလက်လွတ်ရန်နီးကပ်နေတဲ့စစ်ရှုံးအချမ်းဖတ်စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှု လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတဲ့အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရက်များဟာညီတော်မမိတ်သုံးဘွဲ့အနေနဲ့မှတ်တမ်းတင်ထားရှိပြီးတော့အိန္ဒိချင်းနိုင်ငံများအကြမ်းဖက်တိုက်ခိုက်မှုကိုမလိုလားတဲ့ယဉ်ကျေးတဲ့နိုင်ငံတကာလူအဖွဲ့အစည်းများထံကိုပေးပို့သွားမှာဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်လုပ်ရက်မျိုးစုံကိုနေ့စဉ်ပုံစံအမျိုးမျိုးနဲ့လက်ရဲဆက်ရဲကျူးလွန်နေတဲ့စစ်ရှုံးစစ်ကောင်စီရဲ့ခေါင်းဆောင်များရဲ့အမိန်ပေးတာဝန်ပေးခြင်းခံနေရတဲ့လေတရဲများအနေနဲ့အခုလိုမျိုးအကြမ်းဖက်တိုက်ခိုက်မှုမျိုးကို ပူပေါက်ပါဝင်ဆောင်ရွက်ခြင်းမျိုးမလုပ်ကြရန်ကိုလည်းတိုက်တွန်းအပ်ကြောင်းညီတော်မဟာမိတ်သုံးဘက်ကပြောဆိုထားပါတယ်။အာနာယူဖက်စစ်အကြမ်းဖက်စစ်ကောင်စီရဲ့အခုလိုမျိုးလုံရများကိုတတိထားစောင့်ကြည့်ထားကြရန်နဲ့မြန်မာနိုင်ငံတနိုင်ငံလုံးကပြည်သူလူထုတရက်လုံးအနေနဲ့လဲစစ်ရှုံးစစ်ကောင်စီရဲ့လေကြောင်းအနေရကိုတတိထားကြရန် အထူးအလေးနဲ့တိုက်တွန်းရင်းနဲ့စစ်ရှုံးအချက်ပတ်စစ်ကောင်စီရဲ့နိုင်ငံအနှံ့လေကြောင်းကနေပြီးတော့နေစဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေပြီးတော့စစ်ရာဇဝဲမှုလူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတဲ့အချက်ပတ်တိုက်ခိုက်မှုလုံရများနဲ့ပတ်သက်ပြီးတော့သတင်းထုတ်ပြန်ကြေညာအပ်တယ်လို့ညီတော်မမိတ်သုံးဘွဲကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you